ီဗီဒီယိုက Chess မြန်မာမှာကျွန်တော်တင်တဲ့သင်တန်းတွေကသင်ငန်းစာတစ်ခုကိုအားလုံးကိုမျှဝေပေးထားတာဖြစ်ပါတယ်။အကယ်၍တခြားသင်ငန်းစာတွေကိုတွားပြီးတော့ညှိုးဆို့ထားတယ်ဆိုရင်အဲ့ဒါလေးကိုနားလည်စေချင်ပါတယ်။ပြီးရင် Chess မြန်မာမှာဖြိုးတင်ပေးတဲ့သင်တန်းတွေအများကြီးရှိပါတယ်။အဲ့ဒီသင်တန်းတွေကိုလည်းစိတ်ဝင်စားတဲ့ဆိုရင်ဒီ website လေးမှာတွားကြည့်လို့ရပါတယ်။အဲ့တော့ဆက်လိုက်ကြအောင်ပါရှင်။ Hello မင်္ဂလာပါ။ဒီနေ့ lesson လေးကတော့ How to discover your life purpose ပေါ့နော်။ ကိုဘွားရဲ့ရီမန်းချက်ရီရွယ်ချက်ကိုဘယ်လိုမျိုးရှာဖွေရမလဲဆိုတာလေးကိုအားလုံးကိုတင်ပေးချင်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေကဟိုလူအများစုရှင်းမှာပြောခဲ့သူမျိုးပဲပေါ့နော်။အလုပ်တစ်ခုကိုလုပ်တဲ့ career တစ်ခုတိဆောက်တဲ့အချိန်မှာဒီကိုယ့်ဘွားရီမန်းချက်နဲ့တစ်ထက်ဖြစ်မနေဘဲနဲ့ဒီတိုင်းပဲအဆင်ပြေတဲ့အလုပ်ကိုဝင်လုံရင်းဝင်လုံရင်းနဲ့မှာလူအများစုကဟို they are life become very miserable အတူတူဖြင့်ကျွန်တော်တို့ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ What is your life purpose ဘာကိုဘွားရဲ့ရည်မှန်းချက်ကဘာလဲပြီးရင် what do you love to do ကိုဘာလုပ်ရတာကြိုက်လဲပြီးရင် what do you excited about ကိုဘာလို့ exciting ဖြစ်လဲ နော်အဲ့မေးခွန်းလေးကိုမေးတဲ့အချိန်မှာ is so scary အရန်ကြောက်ဖို့ကောင်းတယ်ဘာလို့လဲဘာလို့လဲဆိုတော့အဖြစ်မရှိဘူးလေသိလားမလားကျွန်တော်တို့အားလုံးကအဖြစ်မရှိတော့ကြောက်တယ်ကြောက်တော့ဒီဥစ္စာတွေကိုကျွန်တော်ရေးမဆိုင်ခြင်းရေးမဆိုင်ခြင်းတဲ့အခါမှာဒီမေးခွန်းလေးကို skip လုပ်ပြီးတော့မှတခါတည်းပဲပတ်စံရမယ့်အလို့ပြီးရင်ကိုယ့်ရဲ့မိသားစုအတွက်အဆင်ပြေမယ့်အလို့အဲ့လို့တွေကိုပဲရွေးချယ်ရင်းထဲမှာကျွန်တော်အားလုံးအသက်35နှစ်40လောက်တဲ့အချိန်မှာဟာကိုယ့်ဘဝကိုချစ်ကြည့်လိုက်တယ် I'm why am I not happy? ဘာလို့မပြောရလဲဆိုတော့ကိုလုံနေတဲ့အလုံးနဲ့ကို့ဘဝရဲ့ရည်မှန်းချက်နဲ့ခဏပြောသလိုမျိုးပဲတစ်ထက်တည်းကြာမနေလို့ပါအဲ့လိုမျိုးကြာမနေတဲ့သူ90ရာခိုင်နှုန်းတော့ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာရှိရတယ်။ဒါပေမဲ့ဒီတင်တန်းမှာတက်နေတဲ့သူတွေကလူအများတဲ့ကတရားမဖြစ်အောင်လို့ပေါ့နော်။ကျွန်တော်ဒီ90နဲ့ကိုယ်နဲ့မတူအောင်လို့အခုအရွယ်တဲကကို့ဘောက်ကို discover လို့ပါအထူးသဖြင့်ကိုယ့်ရဲ့ calling ကိုဘာတွေကိုရည်မှန်းချက်ထားကြတာလဲပြီးရင်ကို့ဘောက်ရဲ့အတိတ်ဘယ်ကပါလဲ။ What is your reason for you to be here ကိုဘာဖြစ်လို့နန်းထဲမှာရောက်နေရလဲဆိုတာကိုသိအောင်စ조사ပါအဲ့တော့အားလုံးပဲဒီဗီဒီယိုလေးကိုခဏလောက်ရက်ပြီးတော့မှကိုကိုမေးပါကိုဘွားရီမန်းချက်ကဘာလဲဘာဖြစ်လို့ကျွန်တော်တွေကအခုလက်ရှိပေါ့နော်ဟိုကိုလုံးနေတဲ့အလုပ်တွေဘာဖြစ်လို့လုံးနေရလဲမနှလင်းတိုင်းဘာဖြစ်လို့အလုပ်တော်တော်ထပြီးတော့အလုပ်သွားရလဲပြီးရင်ကိုကចောင်းသူចောင်းသားဆိုလဲဘာဖြစ်လို့ဒီပညာရက်ကိုဒီဘာသာရက်ကိုတက်နေရလဲ what is the reason what is your life purpose အဲ့ဒါကိုမေးကြည့်ပါ မဲကြည့်လို့မတိဘူးတိမှာမဟုတ်ကိစ္စမရှိဘူးဒါပေမဲ့အဲ့မတိတဲ့အရာကိုတိဖို့ရှာအတွက်ကျွန်တော်ကဒီနေ့အားလုံးကို Japanese ဒီ concept လေးတစ်ခုဖြစ်တဲ့ Ikigai ဆိုတဲ့အရာလေးကိုသင်ပေးချင်ပါတယ်အဲ့တော့ဒီ video ရဲ့အဆုံးမှာဒီ lesson ရဲ့အဆုံးမှာကိုတစ်ခုခုပေါ့နော် like there will be something that it make you like oh yeah ဒါလေးဖြစ်နိုင်တယ်ကိုရရီမန်ချက်ကအဲ့လိုမျိုးတည်သွားပါလိမ့်မယ်အဲ့တော့အားလုံး theory ကိုစလိုက်ကြရအောင် โอเคအဲ့တော့ဒီ ikigai ဆိုတဲ့စဝိုင်းလင်း၄ခုမှာပေါ့เนาะခလဲမှာကြနေတဲ့အရာကိုကျွန်တော်တို့က your ikigai လို့ခေါ်မယ်ပြီးရင် sweet spot လို့လည်းပြောလို့ရရပေါ့เนาะ your purpose for life your calling and anything that you can like like to address အဲ့တော့ဒီခလဲရအဥ္စာကိုကျွန်တော်တို့အားလုံး discover လုပ်ကြမယ်အဲ့ discover မလုပ်ခင်မှာတခုချင်းစီအသေးစိတ်သွားမယ်အဲ့တော့ပထမဦးဆုံးစဝိုင်းမှာ you have to ask yourself like what am i good at ကိုဘယ်နေရာမှာတော်လဲဒီနေရာမှာဆိုရင်ကိုယ့်ရဲ့ skills တွေဒါမှမဟုတ် talent ပေါ့နော် innate talent ပေါ့ဥပမာဖြိုးအတွက်ဆိုရင် innate talent ဘာဖြစ်မလဲဆိုတော့ speaking အခုပြောနေတဲ့အရာကျွန်တော်ငင်းလေးတဲ့ကအဲ့ဒါပြောတဲ့ဥစ္စာက like တရေပါလာပေါ့နော်အမေမွေးတဲ့ပါလာတဲ့ talents ကအဲ့ပြောတဲ့ဟာကျွန်တော်အမေကိုရမ်းကျေးဇူးတင်အဖေရောမေရောဘာလို့လဲဆိုတော့ဒီမူလာတဲ့ကျောင်းတွေကအမြဲတမ်းစာတွေလုတ်တယ်ပြီးရင်တငယ်ချင်းတွေကကျွန်တော်ရှင်းပြတဲ့စာဆိုရင်တို့တွေကဆရာမရှင်းပြတဲ့ ျွန်တော်ကိုအပို့သဘောကျတယ်ပြီးတက္ကသိုလ်ရောက်တော့အောင်ဆိုရင်ပို့ဆိုးတယ်ဘာလို့လဲဘာလို့လဲဆိုတော့တက္ကသိုလ်မှာဟိုဆီယမရိုးကောမခေါ်တဲ့ချိန်ကြလေတကယ်ချင်းညကျောင်းကိုမသွားတော့တာသူတို့ဒီအကုန်လုံးလက်ချမသွားဘူးပြီးတော့မှဆောင်းဝဲနီးပြီဆိုမှကျွန်တော်တို့အဆအဆုံးပြန်ပြီးတော့ရှင်းပြတယ်အဲ့လိုရှင်းပြချင်းသူတို့တွေ distinction တွေမှာထွက်တာပြီးရင်ကျောင်းဆောင်းဝဲပြီးသားဆို motivate ဝဲကြီးပေါ့နော်အဲ့လိုမျိုးကျွန်တော်ရဲ့ innate talents က speaking so you can have your own innate talent think about it ကိုယ့်ရဲ့ကိုတော်တဲ့အရာတွေပါလေအဲ့တော့ဒီ category မှာကိုကျွမ်းကျင်တဲ့အရာတွေကို င်းစားမယ်ပြီးနောက်ထပ်တစ်ခုနောက်ထပ်စဝိုင်းမှာကြာတော့ what you love to do ကိုဘာတွေလုပ်ရတာကြိုက်လဲဒီမှာ passion ဖြစ်နိုင်တယ်ဒါမှမဟုတ် your interest your curiosity ကိုစိတ်ဝင်စားကိုဆက်စုတဲ့အရာတွေ like something that spark your mind အကုစိတ်ကိုလေ exciting ဖြစ်စေတာ ဥမာအာကျွန်တော်တက်ကတော့ psychology ပေါ့အဲ့တော့ psychology တက်နေတော့ဟာဆိုရင် every lecture lecture တိုင်း lecture တိုင်းကအုံနောက်ထဲမှာလေလုံးဝမီးရေပွင့်တယ် pling 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 နေတယ်ဗျာ oh every lecture so exciting for me ဘာလို့လဲဆိုတော့ that's what i love เนาะ so i can write it down like psychology and something else as well like we were discuss later in detail ပြီးရင်နောက်ထပ်ကြာ exam နှစ်ယောက်တူတူလုပ်ရင်းနဲ့ဖြိုးတော့အကုန်လုံး excite လုပ်ရင်းနဲ့လေပြန်ပြီးတော့အသေးစိတ်ပြောမယ်ဒါပေမဲ့နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကဘာလဲ better, something that the world needs from you. Go on, ဘေးပတ်ဝန်းကျင်ကလူတွေကိုဘယ်လိုမျိုးပြန်ပြီးတော့ contribute လုပ်လို့ရလဲအထူးသဖြင့်ကဘာကြီးကကိုယ့်စီကနေဘာလိုရလဲအဲအဲ့လိုမျိုးမေးတဲ့ချင်းကကြီးကြီးကျယ်ကျယ်ထင်အောင်ပါ No you know you have something that you can offer to the world or to your society ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကိုယ့် community ကိုကိုကနေပြီးတော့မှပြန်ပြီးတော့ contribute ပြန်ပြီးတော့လုပ်ပေးနိုင်တာတွေအများကြီးရှိတယ်အဲ့ဒါတွေကဘာလဲဆိုတာကိုကျွန်တော်တို့ဒီမှာအသေးစိတ်စဉ်းစားရမယ်ပြီးနောက်ဆုံးကတော့ what you can get paid for ကိုအားနဲ့ဘယ်ကနေပတ်ဆက်ရမလဲ ဲ့တော့ဒီစဝိုင်း၄ဝိုင်းမှာကျွန်တော်တွေကကိုယ့်ဘာကိုတစ်ချက်တော့ပြန်ပြီးစဉ်းစားပြီးသွားပြီးဆိုရင်ခလဲမှာကြတဲ့အရာကကျွန်တော်တို့အားလုံးရဲ့ your life purpose your calling your ikigai ပေါ့နော်ကျွန်တော်တို့အားလုံးရှာနေတဲ့အရာတစ်ခု Okay အဲ့တော့အခုလောလောဆယ်တော့တွေ့အောင်မှာမဟုတ်ကိစ္စမရှိပါဘူးပို့ပြီးတော့ဒီ exercise ကိုလုပ်တဲ့အချိန်ကျရင်အဆင်ပြေသွားအောင်လို့ဖြိုးနဲ့တူတူ exercise တွားလို့ကြာအောင်ပေါ့နော် Okay then let's do the exercise with me အဲ့မှာပထမဆုံးစဝိုင်းမှာ something that we are good at ကိုဘယ်နေရာမှာကျွမ်းကျင်လဲဆိုတာကိုကျွန်တော်ပြန်စဉ်းစားပါဥပမာဖြိုးအတွက်ဆိုရင်တော့ I'm good at communication communication ပေါင်းစပ်ဆက်ဆံရေးပြောသူဆက်ဆံတဲ့နေရာမှာ တော်တယ် I'm good at listening to other people သူများကိုနားထောင်တဲ့နေရာမှာအဲကျွမ်းကျင်တယ်ပေါ့နော်ပြီးရင် I'm good at cleaning ဟိုအသက်ရှင်လုပ်တဲ့နေရာမှာလည်းကျွမ်းတယ်အိမ်ကိုတူတူလာကြည့်လဲတစ်ချိန်လုံးတန်ရှင်းပဲလုပ်နေပြီးရင် I'm good at dancing အကားရဲ့နေရာမှာလည်းကျွမ်းတယ် I'm good at spotting pattern in people like လူတွေရဲ့ behavior pattern ပေါ့နော်လူတွေဘယ်လိုဘယ်လိုပြောဆိုဆက်ဆံတဲ့ဟာကိုကျွန်တော်အဲ့လိုတိဒီတိအောင်မှာဒီလိုပြောနေကြရှိရဟိုတိအောင်မှာဟိုလိုပြောနေကြရှိရဆိုတာကို spotting လုပ်တတ်တယ်အဲ့ဒါဘာလို့လဲဆိုတော့ဒီငယ်လေးတွေကဟို psychology ကိုစိတ်ဝင်စားရရောပါတယ်ပြီးရင်အเจ้าမှာသင်ခဲ့တဲ့အရာအเจ้าလို့ပေါ့နော် okay ပြီးရင် I'm good at maintaining relationship ဒီ relationship တွေဒီမိတ်ဆွေတငယ်ချင်းပေါင်းတင်ပြီးရင်အမိသားစုတွေနဲ့ relationship တစ်ခုကိုတည်ဆောက်တဲ့အချိန်မှာပဲဖြစ်ဖြစ် maintain လုပ်တဲ့အချိန်မှာ ကျွန်တော်ကကြွတ်ကျင်တယ်ပြီးနောက်ဆုံးကတော့အခု I'm good at video making ပေါ့နော်ဒါ video ထဲမှာအားလုံးကို communicate လုပ်တဲ့အချိန်မှာပြီးရင် content create လုပ်တဲ့အချိန်မှာကြွတ်ကျင်တယ်ဒါကတော့ is my list ကိုကိုလည်းပြန်ပေးပါလူတိုင်းမှာအဲ့ list ရှိမယ်โอเคဒါပရမောသောစပိုင်းအတွက်ဒုတိယစပိုင်းဒုတိယစပိုင်းမှာတော့ I love psychology psychology စိတ်ပညာကိုကြိုက်တယ်ချစ်တယ်လူတိုင်းသိရယ်ပြီးရင် I love dancing like အားလုံးသိရယ် I do a lot of zumba zumba အရင်လုပ်တယ် and I love learning learning လောက်အောင်လဲခြိုက်နေတတ်တယ်ပြီး growing myself ကိုကိုထက်ပြီးတော့ဗောနော်တိုးတက်အောင်ပို့ပြီးတော့မှတည်အောင်ပို့ပြီးနားလည်အောင်လောက်အောင်ခြိုက်နေတတ်တယ်ပြီး I love kids like ကလေးတွေကိုချစ်တယ် I love sharing things အငယ်လေးတွေက အာဆီယာမလောက်တာရန်ဝါသနာပါရပေါ့နော်ဆီယာမလောက်ဆီယာမရှိဘူးဆိုအမေကိုတော်တော်ဆီယာမလောက်နိုင်ငံဟောအမေကနားမထောင်တော့ခေါင်းခေါက်တယ်ပေါ့နော်နေနေကမေလာငါကမေလာဆိုတစ်ချိန်လုံးဆဲခံဒါပေမဲ့အခုတော့အမေကနားထောင်သွားပါပြီ because i become master ပေါ့နော် so i love sharing and um i love getting inspire uh oh inspire ဒီနေရာမှာじゃ i love getting inspire မှာနှစ်မျိုးရှိရတခါလေကြာရင်ကိုကလည်းသူများကို inspiration လုပ်ပေးတဲ့နေရာမှာ ဟိုအဲ့ဒါကိုလည်းကြိုက်နေတယ်တချိန်တည်းမှာပဲသူများကိုကို inspire လုပ်တဲ့အချိန်လည်းအရန်ကြိုက်တယ်ဥမာဟို Oprah Winfrey ဆိုရင်ပေါ့နော်တချို့လူတွေဆိုရင်အသက်20 25လောက်မှ Oprah Winfrey ကိုနားထောင်တာကျွန်တော်ဆိုရင်အဲ့ Oprah Winfrey ရဲ့ inspiration အရန်ရအသက်16နှစ်လောက်တည်းကသူ့ရဲ့ video အကုန်လုံး internet ကအကုန် share ပြီးကြည့်ပြီးသွားပြီပြီးရင်ကျွန်တော်ရဲ့ biggest inspiration ကအဖွားပေါ့နော်အဖွားငငယ်လေးတွေက personal တော့လေးတွေကအမြဲတမ်း ဟိုအမျိုးသမီးတယောက်ဆိုတာကဘယ်လိုမျိုးထူးကျွန်တော်ရလဲပြီးရင်ဘယ်လိုမျိုး powerful ဖြစ်လို့ရလဲပေါ့နော်ကိုလိုကိုကိုလို့ပြီးတော့မှကိုချနိုင်တဲ့ပတ်စံနဲ့ပေါ့နော်ကိုတယောက်တည်းအတွက်တည်းမဟုတ်ဘူးတခြားသူတွေကိုပြန်ပြီးတော့မှဘယ်လိုပြည့်စုံလို့ရလဲဘယ်လိုမျိုးစောင့်ရှောက်လို့ရလဲဆိုတာကိုကျွန်တော်ပါ inspiration မြဲပြီးအဲ့တော့ so i love inspiration ဒါကြောင့်မလို့လေအခုလောက်တဲ့အလုံးနဲ့ဆက်ဆက်နေပေါ့နော် okay then you will see later the some answer at the end of this video okay အပြင်နောက်တဲ့တစ်ခုနောက်တဲ့တစ်ခုကတော့ what the world need from me အဲ့မှာဘာလဲဆိုတော့ of course teaching youth in Myanmar မြန်မာပြည်မှာကလေးတွေကိုမြန်မာပြည်ကလူငယ်တွေကိုသင်ပေးတာကကျွန်တော်စီကနေပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ the world like ကဘာကြီးကကိုယ့်စီကလိုအပ်တဲ့အရာတစ်ခုပေါ့နော် and နောက်တစ်ခုက teaching self development and speak up for Myanmar မြန်မာပြည်မှာအတွက် and you can even say speak up for the world like ကဘာအတွက်တောင်မှ if i want to become a world speaker i can be because especially this time like now အခုခင်မှာပေါ့နော် ကဘာပေါ်မှာဒီ Asian speaker ပေါ့အရင်ဆုံးကဆိုရင် အာရှလူမျိုးတွေကစီမံမှာတက်ပြောမယ်ဆိုရင်အဖြူတွေကစိတ်ဝင်စားတာဘာလို့လဲသူတို့အဖြူပဲသူတို့ကတော်တယ်တက်တယ်ထင်တာဒါပေမဲ့အခုကပြောင်းသွားပြီဒီအခုကဘာပေါ်မှာဆိုရင် the whole globally they need more Asian speaker Asian ဘာနော်ကျွန်တော်အာရှတိုက်သားတွေလာပြီးတော့မှပြောတာဟောတာကိုနားထောင်ခြင်းနဲ့သူအများကြီးရှိနေပြီအဲ့တော့ if someone want to be a speaker like you can be a you know asian speaker okay and အဲ့ဒါကတော့ကဘာကြီးကနေကျွန်တော်တို့ကျွန်တော်စီကနေပြီးတော့ဗောနော်ဟိုတောင်းဆိုတဲ့အရာရေဗောပြီးရင်ကျွန်တော်လုတ်ပေးနိုင်တဲ့အရာရေ and si no? and now so work i can get paid so content writing of course content writing and ကနေရနိုင်တယ်ပြီးရင် video creation speaking at events teaching other people and social media marketing so that ဆိုဒါကတော့ကျွန်တော်ရဲ့ list okay I list lego ၄ခုကိုအားလုံး စဝိုင်းတစ်ခုချင်းစီမှာထည့်လိုက်မယ်ဆိုရင်ခလဲထဲမှာဘာကခွန်မုန်းလဲ like what is the something that cross all the cycle ไอ้เลกูตรงเนี่ยสั่นနေတဲ့အရာခလဲရက်ပါလဲไอ้สั่นနေတဲ့အရာခလဲရတော့ကျွန်တော်အခုလုံနေတဲ့အလုပ်ပါပဲဒါကြောင့်မလို့ဟိုကျွန်တော်တို့ရာလဲအလုပ်လုပ်တယ်ဒါပေမဲ့လူအများစုကပြောလိုက်ကျွန်တော်ကြည်ရရန်ပျော်နေရပဲတကယ်လဲပျော်ပျော်ရပေါ့နော်ခဏလေးဒီဗီဒီယိုတွေပါရိုက်တယ်ဆိုရည်စရာရဟာတိုက်တယ်တပုံကြီးပဲဖြစ်တယ် ဒီအလုပ်တွေလုပ်ပြီးတော့ဆိုရတနေကုန်ပင်ပန်းနေလို့လည်းမရှိဘူးပေါ့နော်ညနေကျရင်လုံးဆရာဆရာဆက်လို့ဘာလို့လဲဘာလို့လဲဆို I'm doing what I love and like I'm doing my own purpose ကိုယ့်ရဲ့ဘဝရည်မှန်းချက်အတိုင်းပဲကိုယ့်ရဲ့ career ကိုလုပ်နေရဲ့အတွက်ကျွန်တော်တို့ကဟိုလူအများစုဟိုကြည့်လိုက်ပြီဆိုအမြဲပျော်နေတဲ့လူအုပ်စုတစ်ဖွဲ့မှာပါနေရပေါ့နော်အဓိကပြောချင်တာက I found my ikigai ဒီအလုံးကိုရှာဖွေစေခြင်းနဲ့ဒီ clear ဟာကိုတွေ့ပြီးသားပြီးရင်အဲ့တွေ့တဲ့အချိန်မှာလည်း လွတ်လွတ်ရှူမထားဘဲနဲ့လှုပ်ဆောင်နေတဲ့အတွက်ကိုယ့်ရဲ့ career နဲ့ကိုယ့်ရဲ့ purpose နဲ့ kait ပါတယ်။ဒါကြောင့်ဒီတင်တန်းတက်နေတဲ့သူတွေအကုန်လုံးကလည်းရည်ရွယ်ချက်၊ဤမန်းချက်ကိုရှာဖွေပါ။ရှာဖွေလို့တွေ့သွားပြီဆိုရင်လည်း တက်နိုင်တယ်မြတ်တတိရှိရှိနဲ့ပေါ့နော်လှုပ်ပါဆောင်ရွက်ပါအကယ်၍ကိုက career တခုတိဆောက်ပြီးသွားရင်အသက်နည်းနည်းကြီးသွားပြီဆိုရင်လည်းကိုယ့်ရဲ့တာသမီပေါ့နော်ပြီးရင်ကိုယ့်ရဲ့ two year two မရဲ့နောက် generation တခုကိုဒီ exercise လေးတွေလောက်ခံပြီးတော့မှသူတို့ဘာမှအဆုံးမြတ်ချက်အကြီးကြီးမချခင်မှာအရင်ဆုံးဒါတွေကိုအတိအောင်လို့ကိုကဆောင်ရွက်ပေးပါ၊ကူညီပေးပါလို့ပြောချင်ပါတယ်အားလုံးပဲဖြိုးနဲ့တူတူ exercise လုပ်ပြီးသွားပြီဆိုရင်ဒီပြန်ပြီးတော့တွေးနေကြတာလေးရှိပါတယ် အဲ့ဘာလဲဆိုတော့အခုချက်ချင်းတော့ကိုယ့်ရဲ့ clear bubble ကိုပေါ့နော်တွေ့မှာမဟုတ် clear spot ကိုတွေ့မှာမဟုတ်ကိစ္စမရှိပါဘူးသိပြီးတော့မှစိတ်တက်မကြနဲ့အချိန်နေအများကြီးလိုရတယ်ကျွန်တော်ကိုယ်တိုင်တော့မှအာတစ်ချိန်လုံးစတိုက်စတိုက်လုံရင်းလုံရင်းလုံရင်းနဲ့မှတဖြည်းဖြည်းနဲ့တွေ့လာမျိုးလုံးမတွေ့ဘူးဆိုရင်ကိစ္စမရှိဘူး take your time ဒုတိယတစ်ချက်ကကြတော့လူအများစုအမလုပ်တဲ့အရာအဲ့ဘာလဲဆိုတော့ one cycle ပေါ့နော်ဒီ cycle တစ်ခုတည်းမှရှိတဲ့ဟာကိုပဲသွားပြီးတော့မှအာယုံစိုက်မိတဲ့ဥမာဒီနေရာမှာဆိုကျွန်တော်တို့က dancing I already told you that I love dancing and also I'm good at like a little bit good at dancing. Dancing ကိုကြိုက်လဲကြိုက်တယ်ပြီးရင်ဟိုကလည်းတော့ထူးတော့မထူးချင်ပါဘူးလည်းလည်းကတတ်တယ်ပေါ့နော်။ဒါပေမဲ့ပြန်ပြီးတော့စဉ်းစားကြည့်အောင်ဒီမှာ cycle ၄ခုသလုံးကိုဒီ dancing နဲ့ပတ်သက်ပြီးတော့ cross မဖြစ်ဘူး။ဘာဖြစ်လို့လဲ?ဘာလို့လဲဆိုတော့ the world doesn't need another dancer like me. ကမ္ဘာပေါ်မှာ dancer တွေများလုံးလုံးဥမာ YouTube ပေါ်မှာအကုန်လုံးတက်ကြည့်ကြ လိုက်ရိုက်တလို့တော့မကုန်ဒန်ဆာရအများကြီးကျွန်တော်လိုမျိုးဒန်ဆာတယောက်တော့ကဘာကြီးကလိုလာပြီမြမပီကလူတွေလည်းလိုလာမလိုဘူးဘာလို့လဲမြမပီကဒန်ဆာမလိုဘူးမြမပီမှာအခုလိုမျိုးလူငယ်တွေကိုသင်ပေးနိုင်တဲ့သူမျှဝေပေးနိုင်တဲ့သူတာလင်လိုအပ်တာပြီးရင်နောက်ရက်ခဏတော့ပတ်စံရရောဒီဒန်ဆာလုပ်ပြီးရောရနိုင်လားအဲ့လိုမလို့ရဘူးသူကပတ်သက်ပေးပါလေဟုတ်တယ်မလားဒါကြောင့်မလို့တခါလေကြာရင်ကျွန်တော်က career တခုတိဆောက်ချင်တဲ့အချိန်ကြာရင်ကျွန်တော်က ဒီဇွန်မာကိုကလည်းကရဇွန်မာဆီယမ်လည်းလို့လို့ရတယ်ဒါပေမဲ့ဇွန်မာကရီယာကိုမရွေးဘူးဘာလို့လဲခဏက సై ကန်တစ်ခုမှာဒီဇွန်မာကရီယာကကြမနေပဲနဲ့ကျွန်တော်ကြိုက်တာနဲ့ကျွန်တော်နည်းနည်းလေးထူးချွန်တာလေးပဲရှိတဲ့အတွက်ဒီကရီယာကိုလုံးဝမျက်စိဆုံးမိတ်ပြီးတော့မလုပ်တော့ဘူးဆိုပြီးတော့မှဒီ social influencer ပြီး speaker တယောက်အနေနဲ့ဖြစ်လာတယ်ဘာလို့လဲဒီ speaker ကကြတော့ကျွန်တော်တို့ခုလုံးနေရလောက်ကကြတော့ဒီ၄ကွက်လုံးနဲ့ဈာထဲမှာပေါ့နော်ကြိုက်နေတယ် Okay ဒါကိုလည်းကိုယ့်ဘာကိုပြန်ပြီးတော့တွေးပါတစ်ခုတည်းမှာပဲတွားပြီးအာရုံမစိုက်ပါနဲ့၄ခုသလုံး ဆိုင်တဲ့ဥစ္စာကိုစူးစမ်းပြီးတော့ရှောက်ဖေးပါလို့ပြောရင်းနဲ့နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တွေရှာပါဆက်လက်ပြီးတော့ရှာပါကိုယ့်ရဲ့ရီမန်းချက်ပန်းတန်းကိုရှာပြီးတော့မှအဲရီမန်းချက်ပန်းတန်းအတိုင်းဆောင်ရွက်ပါဘာလို့လဲဆိုတော့ when someone is pursuing their life purpose there is a glow like in their face သူရဲ့မျက်နှာမှာအရင် shiny ဖြစ်တယ် ဒါကျွန်တော်ကြောင်းမှာတော့ဆိုရင်လဲကျွန်တော်ရဲ့ဆီယာမပေါ့နော်တက္ကသိုလ်ဆီယာမ तू ကစာတင်တော့အရင်လဲကြိုက်တယ်ပြီးရင် तू ရဲ့ဘဝရီမန်းကြတော့လဲစာတင်ခြင်းပဲအဲ့တော့အဲ့နှစ်ခုကြိုက်နေတဲ့အချိန်မှာ तू စာတင်လိုက်တဲ့စာတင်လိုက်တဲ့ तू မျက်နှာကိုကြည့်လိုက်တဲ့ဆို very shiny very glowing the best makeup for woman เนาะဒါကြောင့်မလို့ကျွန်တော်တွေအကုန်လုံးဒီတနက်တက်တဲ့သူတွေကိုဘဝလုံးဝတောက်လျှောက်ကိုရီမန်းဂျပန်နိုင်ငံကိုဆက်ပြီးရှာပါဒီ exercise လေးကိုလုပ်ပါလို့ပြောရင်းနဲ့မှာကျွန်တော်အားလုံးလုံးဝမဲ့ homework တွေကို အကုန်လုံးဒီမှာချပြီးတော့ကျွန်တော်ရေးပေးထားပါမယ်အိုင်ဝန်ဘော့တူပြီးအောင်လုပ်ပါအဲ့ဒီကတော့နံပါတ်၁ကဘာလို့ရမလဲဆိုတော့ do your ikigai ကျွန်တော် အခုပြောထားတဲ့ဥစ္စာတွေကိုချရေးထားရနော်ခဏတော့ချရေးခိုင်းနေရေးထားလားမသိဘူးမရေးရသေးဘူးဆိုအခုချရေးပါနော်ဒုတိယကတော့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာပေါ့နော်ဒီ ikigai ခလျားဟာကိုတွေ့ပြီးသားဒုတိယကိုသိပါသလားဥမာကိုယ့်ရဲ့အမေလားကိုယ့်တငယ်ချင်းလားဟုတ်လားကိုယ့်ဆရာမလားအဲ့လူကိုနာမည်ကိုရေးချပြီးတော့မှသူတို့ရဲ့ career ဘာ ပြီးရင်သူတို့ကဘယ်နေရာမှာထူးချွန်နေဆိုတာကို homework မှာရေးပြီးတော့မှအဲ့ homework လေးကိုတပုတ်ရိုက်ပြီးတော့ဒီ video အောက်မှာကျွန်တော်အားလုံးမြင်အောင်လို့ကျွန်တော်ကိုလည်းထပ်ပါလို့ပြောရင်းနဲ့မှဒီမှာပဲအဆုံးသတ်ချင်ပါတယ်နောက်ထပ် lesson တွေကြမှာပြန်ဆောင်ပါမယ်